နံပါတ်7အမျိုးသားစီးသွားသည့်အခါအောင့်ချင်းရွနေကြပြီးအအေးခံတောက်ရီအိုးမှာထည့်ထားပြီးမြများတောက်ပေးပါတစ်တုံကိုထောင်းပြီးအရေတစုံကိုတကြားအဝတ်ဆက်ပေါက်ရီစီးကျင်တက်တာစီပါတယ်ကျွတ်တနီကိုပါပါလီပြီးစီးခုံမှာကပ်ပေးပါ စီးသွားရင် နာတာတက်တာစီပါတယ်။တနည်းဆန်စည်းရေတဖန်ခွက်မှာတံမြာတီးတချမ်းအရင်ညစ်ထဲပြီးတောက်ပါ။အိုးရှိရင်လောက်တီရွက်ပြုတ်ရင်မက်ခွက်နှလုံးကို14ရက်တောက်ပါတက်တာစီပါတယ်။နံပါတ်7တောကိုက်တက်တာစီမီနီခရီးပွင့်အစိုးကိုကျိတောအခောင်းပေါက်အသွင်းတိုက်ပေးပါ။ပုံတရိပ်အရွက်ပြုတ်ပြီးငုံပေးပါ။ကျတုံကျူအလေမဥတိုင်းကိုထုတ်ယူ၍တောပိုးပေါက်တွင်ဖိပြီးကိတ်ထားပါ။ လင်းငင်းစီငရုတ်ကောင်းစီများကိုနဲ့တို့ပြီးတောပေါမှာတိတ်ထားလင်းလေရာတီတောနဲ့ပြီးတောကင်တင်ထနှောင်းခေါက်တမာခေါက်တရက်ပင်ကြီးပောင်းပြုတ်ငုံသေးလေနေ့တော်တော်ပြန်ခင်ပါတယ်အစဉ်ပြေတဲ့နီလန်းကိုတုံးသေးပါနော်နောက်ထပ်ချစ်စုပင်အယိုးနဲ့လည်းတိုက်ပါကတောခိုင်စီပါတယ်နံပါတ်7နှာခေါင်းပိုင်ထိတ်ကက်နာ နှာခေါင်းပိုင်ထိုက်ကန်းတာယေရှုပါမျက်နာတက်ပြီးနောက်ရေကိုလက်ခုပ်နဲ့ရှူသွင်းပါနှာခေါင်းပိုင်ရင်ပွင့်တဲ့အပေါက်ကနေငယ်ထိတ်ပေါအောင်ရှူသွင်းပါအကျင့်ရရင်ရှူသွင်းတက်လာပါလိမ့်မယ်ဂျင်းတက်ပပါလီရင်နှီးမခတ်တလုံးမှာစိန်ထားပါရင်နှီးချမ်းတောက်တလို့တနေကုန်တောက်နေပါမိုင်းရှူစေရှူပေးပါတရင်စီအမဲ43အကင်း10ပါစီးမို့ဝဲမိခဲပေါ်ဖြူရှူပေးပါ ထိုက်ကက်နာနှစ်ပုတ်စောနန်းလေးအစစ်ဆိုရင်တော့မယိုးပင်ခေါ်ငဖြူကြီးပင် အရွက်တွေကို အချောင်းလန်းမီးရှို့ရှူပေးရင်တော့ပြောင်းနိုင်တယ်လို့အာယုဗေဒဆေးကျမ်းမှာပါပါတယ်။နှာခေါင်းကိုရေရှူပြီးတန့်စင်တဲ့နည်းမှာလည်းအကျဉ်းရေအတွက်များများမလို့တင်ပါဘူးเนาะ။ဒါကြောင့်လဲဆိုရင်အဲ့ဒီရေတွေဟာနှာခေါင်းထဲမှာရှိတဲ့ရေအိတ်ထဲမှာ ရေအိတ်တည်တယ်လို့ပါ ။ဒါကြောင့်မို့ဒီလိုမကြမခဏလှုပ်ခြင်းကိုလည်းဆင်ခြင်သင့်ပါတယ်။နံပါတ်14တခုခုနဲ့အထီးမိပြီးခြေချင်းကိုနားတယ်ဆိုရင်ရင်းယူရွက်ကိုမိကေနန်းစီတုံးရောင်တဲ့နေရာမှာကပ်ပြီးတက်တီးစီထားပါ။၆နာရီကြာတဲ့အထိနေစဉ်စီးပါ။တမီးတစ်ချဘောအမုံနဲ့ကျအူအကာရောရင်းနေအနေငယ်ဖြင့်ခောက်ဖြော်ပြီးခြေချင်းဝတ်မှလိမ့်ပြီးဝါကုန်းဖြင့်အုပ်ပါပြီးလေပတ်တီးဖြင့်စီးပါ 6နာရီကြာဖြည့်ပေးလေအယောင်ကျသွားပါလိမ့်မယ်နော်နံပါတ်5အသက်အရွယ်ကြီးသူခြေထောက်နှစ်ဖက်နဲ့ခြေတလုံးပူပြီးကြိုက်ခဲလေမုံညင်းစီ၅ချက်သားမှာဂျင်းတန်အနှဲငယ်ထုထောင်းထည့်ပြီးမိဖြည့်ချက်ထားပါညောင်းကိုက်သောနေရာကိုတနည်းနှစ်ကြိမ်လိမ့်ပေးပါမူးမြင်းစီမှာလင်းမြင်းစီငရုတ်ကောင်းစီပယုံမင်တော်စတာများထဲချက်ပြီးလိုင်းမင်လဲရပါတယ် အကျော်သက်ညောင်းကိုက်များလေဝမ်းမှန်အောင်ကြီးစိုက်ပါညအိယာဝင်ခါနီမကြီးမဲ့ဖြော်ရီတောက်ပေးပါစောခေါကိုလော်ပြီးဟင်းစားဆုံးတစုံကိုရှောင်းရီတုံးစုံပြားရီတစုံဆက်တောက်ပါက ဝမ်းမှန်အကျော်လျှော့စေပါတယ်နံပါတ်6 40ကျော်မြေရောညပါခြေဖျားထုံကျင်ခြင်း ထုံကျင်လင်းငန်းဖြစ်ခြင်းနဲ့လေတရဆေးဆိုင်မှာအမောင့်ကျက်ပြီးသားစင်သုံးမလွယ်ကိုပြားရင်နဲ့ရောမွေထားပါဖန်ပလင်းတွင်ထဲအပေါ်မှနန်းစီထည့်ပြီးအုပ်ထားပါမနဲ့ညကော်ဖီစွန်းသေးလေးတစ်စွန်းစားပေးပါ ပလင်းကိုတစ်ပတ်တစ်ခါနေအောင်ပြပေးပါစင်သုံးမလွယ်ကအကျော်လေးရှောက်စီဖြစ်ပါတယ်စကုံအသက်40ကျော်အမျိုးသမီးဓမ္မတာတွေရက်ကြာရှည်လာခြင်း ပရစီစိမ်မှပန်းလေပွင့်ချဝယ်ပြီးပြုတ်တော့ရင်ရက်ရှိသွေးစင်းချင်းရပါတယ်ယူနုံချမ်းအဖန်ရင်မခွက်တလုံးမှာတကြားသုံးစွန်းထည့်ဖျောတော့ပါမမက်ရင်မချိုးမီဆန်စီးရင်အကြည်တစ်ခွက်တော့ပါနီကွင်းကမုန်းကိုအတုပ်ပြုတ်လုစားပါအေကရီရဲ့အပွင့်တရုတ်စကားပွင့်များအတုံးပြုလုပ်ပြီးစားပါက သွေးအေးပြီးသွေးပူစင်းဝေဒနာများတတစီနေပါတယ် အကောင်းဆုံးနီလန်ကတော့ Ultra Sound ရဲ့ပြီးတော့ OG ဆောင်ဝင်နဲ့ပြတ်သားခြင်းပါနံပါတ်၈အမျိုးသမီးများသွေးဆုံးခါနီးရင်သားများနာခြင်းအုတ်ချစ်သည်ကင်းအထောက်လန်းအမုန်ကျိုင်းပြားရင်နဲ့ရောစားပါရင်းရူဒီမဲ့ကို ပြားရင်နဲ့ခောက်ပြီးတစ်နှစ်တစ်လုံးစားပါရှားဆောင်တဲ့ပတ်အနှစ်ကိုညအိယာဝေရင်သားနာတဲ့နေရာကပ်ပေးပါကတတ်တာတယ်လို့ဆိုပါတယ်၁၉တဲချီမှာကြောက်တဲ့ချင်း တဲချေကြောက်တယ်လေအုံဒီစိန်အုံတီအမှုထိတ်မှဖွင့်ပြီးကြောက်ချင်းရွေးစစ်ခံထည့်ပြီးအချိန်ခဏဆောက်ပါ ပြီးလင်ပိတ်ပြေညစ်စဉ်၁၄ရက်ဆက်တိုက်တောက်ပေးပါအဝါရောင်ကောက်ယိုး၆ကို ပြုံးတောက်ပါတနင်းအဝါရောင်ကောက်ယိုး၆ကိုလက်ဖက်၆ခတ်တောက်တယ်လို့တောက်နေတယ်ပဲချေကြောက်ကြစေပါတယ်တနင်းပေပင်မပေရွက်ကိုပြုံးညစ်စဉ်မက်ခွက်တစ်လုံးစာတောက်ပါကလည်းပဲချေကြောက်ကြစေပါတယ် 20အရင်ကြောင့်အသေးအပြင်က6ပြီးအသေးအထဲကမ6သေးအသေးထဲမှရေလဲတွေးရသည်ဟုစစ်ဆေးချက်အတွက်အသေးအထူးကုညွှန်ကြားချက်ကိုလိုက်နာပါမြမစင်းဤ3ဆွဲလိုလင်းတင်းမောရအစိမ်းရောင်ရင့်ရင့်ကိုယူပါရေစစ်စစ်ဆေးပါထောင်းပြီးအရင်ညစ်ယူပါဟင်းစားဆုံး2ဆုံး4နဲ့ညတောက်ပါတင်ဘောရွက်ကိုအဖိုးအမမခွဲခြားပါအာနိတင်အတူတူပါအင်္ဂလိပ်စေးတောက်နေလေ ၃နာရီချပြီးတော့တင်းမောရွက်ရည်ကိုတောက်ပါအသေးမချောက်သေးလင်ပိုထိရောက်အောင်မက်လင်ချင်းတီးကိုအချင်းရည်ချက်တောက်ပါနံပါတ်23ငါအယိုးစုချင်းအယိုးစုလေဖီချန်ငပြောပြီးအမဲ့တလုံးကိုတုံးကိုက်နဲ့မြူချပါမကြသည့်အခါအံအောင်လုပ်ပါစားနည်းနည်းရေမက်ခွက်တလုံးနဲ့ဖြောကုံအောင်တောင်းခဏကြာအာနာပါလိမ့်မယ် လက်ထိုးပြီးအန်ထုတ်ပါအယိုးကြီးရင်ပါလာပါလိမ့်မယ်။တခါတရံမှာအယိုးကမရှိတော့ပဲနာနေတဲ့တန်ကြောင်စိတ်ကစူးနေတာထင်တာလည်းရှိတတ်ပါတယ်။အတိထားပါလေပင်နာလေးမလင်ကျော်သွေးလိမ့်ပါ။နံပါတ်20ကလေးငယ်စကားပြောထစ်ခြင်းမြင့်ခွာရက်ကိုရေးစိန်ထားမနဲ့အိယာထားသွားပသိမ့်မီဝါစားပေးလေစကားထစ်တက်တာပါတယ်။တနည်း ဝါပြင်းပြုတ်လုံထားသောပလွေကိုမုတ်ပေးလေစကားထစ်တတပါတယ်။နောက်တနည်းတံမြာပြီးကိုမိဖုံပြာချထိုးပြဖြစ်ရှာပုတ်ပေးလေစကားထစ်တတစီပါတယ်။နောက်တနည်းကတော့ဘာဒံပြီးအသွင်းမှာအဆန်ကိုစားပေးလေစကားထစ်တတပါတယ်။ဂျေပလာဖြင့်ရေကိုတောက်ပေးလေလေစကားထစ်တတပါတယ်။နံပါတ်23နှာခေါင်းသွေးဝတ်ချံပေါက်ခြင်း မခုတ်တလုံးထဲရေနွေးပူပူနဲ့စားနှစုံထဲအုပ်ထားဖွင့်ပြီးအငွေကိုရှူသွင်းပါကနှာခေါင်းသွင်းမှာအနာကျက်သွားပါလိမ့်မယ်။နံပါတ်24အရင်မတိုင်ခင်စပင်ကျင်းထိပ်ပြောင်းခြင်းစပင်ပြန်ပအောင်ပရဏဝါရွက်ကိုထောပတ်နန်းစီ ပြောင်းရည်သုံးမျိုးနဲ့ရော ယူထိုးစားပါ။မနဲ့ညာဟိစားစုတစုံစားပါ။နေ့စဉ်ဝမ်းနှုတ်စေးတစ်မျိုးမျိုးစားပါ။ ဤနေရာမှာဝမ်းနှုတ်စေတဲ့ဝမ်းပျော့စေတဲ့အရွက်သမင်းမျိုးကို စားပေးပါလို့အကြံပြုပါစေချင်းဝမ်းနှုတ်စေမကြမကြအသုံးပြုခြင်းဟာပြင်ပမှာရှိတဲ့ကြက်သားတွေကို ရောရောစေတဲ့အတွက် ရေရှည်မှာဆိုးကျိုးတွေဖြစ်လာနိုင်စေလို့ပါရေချိုးလေခေါင်းပေါ်မှာလောင်ချိုးပါ အပူထွက်အောင်မျက်စိကြည့်အောင် ရေချိုးနီးရှိပါသေးတယ်မြောင်းဗီဒီယိုတစ်ခုမှာရေချိုးနီးကိုပြီးတန်းတင်ပေးသွားမှာပဲဖြစ်ပါလိမ့်ရှင် လက်တွေပြန်ပေါက်သူရှိပါတယ်။ဥကောင်းမှာထောလက်ပက်ရွက်အရင်ညစ်ပြီးပုတ်ပေးလင်းလဲပြန်ပေါက်နိုင်ပါတယ်။နံပါတ်25ညဖက်အိပ်ပျော်အောင်ညအိယာဝန်ခါနီဒူးအထက်မှာအောင်ရေလောင်ခြေစေးပင်းလေးအပူတက်ပြီးတော့ညအိပ်ပျော်ပါတယ်။အစုတ်အာနေသူတွေကတော့မပြုလုပ်သင့်ပါဘူးနော်။နွားမှုပူပူတစ်ခွက်မှာနွန်းနွန်းမော်ကော်ဖီစွန်းငယ်တစ်စွန်းထည့်ဖြော်တော့ပါ။ မိမိယုံကြည်ရာဘာသာနဲ့စိတ်ကိုရှော့တရားမှတ်ပတိစိုက်ပါ26အတ္တမဖိကျံငပြောပြီးအခုံကို မလွင့်ပြစ်ပဲအတ္တမနဲ့အတော်ဖြက်ပြီးအသားဖက်ကကပ်ပါပလတ်စတာနဲ့ကပ်ပါ ရေချိုးရင်အစ်စ်လဲပါရက်ကြာကဲ့ရင်အတ္တမကျွတ်ထွက်သွားပါလိမ့်မယ်နောက်တနည်းအနေနဲ့ဖျောင်းတုံးပေးပါကလေအတ္တမတတတာတတစီပါရယ်၂၉ ချီဖနောက်ကွဲချင်းထောပတ်ဆစ်စစ်နဲ့ပြားရီရောဆက်လိမ့်ပါနောက်တနည်းတမာရွက်ပြုတ်ရင်နဲ့ဖနောက်ကိုစိန်ပေးပါတမာရွက်ကိုပြာချအုံးစီနဲ့ရောလိမ့်ပေးပါဒါတွေကတော့ကျမတို့မြင့်စင်ကြုံတွေ့နေရတဲ့ကျမ်းမာရေးပြဿနာတချို့ကိုတဘာဝနီလန်းနဲ့ဖြေရှင်းတဲ့နည်းတွေဖြစ်ပါတယ်။ဒီနည်းလမ်းတွေကိုတရားပြီးရင်တခြားသူတွေကိုလည်းပြန်လည်မျှဝေကြပါအောင်လို့တောင်းဆိုပါတယ်။ဤနေရာမှာအထူးတတိပေးချင်တာကတော့ ခန္ဓာကိုယ်မှာအပူလွန်ကဲအအင်းလွန်ကဲဓာတ်တွေ ရှိတာကြောင့်မိမိခန္ဓာကိုယ်နဲ့သိမျောတဲ့စီးနှီးကိုအသုံးပြုကြဖို့အကြံပြုပါစေရှင်။ပိတ်တက်ကြီးအားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင်။